အာမတန်မဲမန်ရှော့ပေးလိုက်ရတဲ့မြန်မာလူပြည်သင်မျိုးသားအသင်းကြီးကြောင်းပြောပြပေးသွားခြင်းပါတယ်။ကျွန်တော်အားလုံးအားပေးနေတဲ့မြန်မာလူပြည်သင်မျိုးသားအသင်းကြီးကတော့အာရှဖလာခြေစစ်ပွဲစဉ်ဖြစ်စီးရီးယားအသင်းနဲ့အဝေးခွင်ပွဲစဉ်တွားရောက်ချင်ပြိုင်ခဲ့ရပါတယ်။အဲဒီပွဲစဉ်မှာတော့မြန်မာလူပြည်သင်မျိုးသားအသင်းကြီးဟာငါးဂိုးကိုဆိုတဲ့ဂိုးပြဲရလနဲ့ကိုရှုံးနိမ့်လာခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာစီးရီးယားအသင်းနဲ့မြန်မာလူပြည်သင်မျိုးသားအသင်းတို့ရှင်ကြည့်မယ်ဆိုရင်အဆအဆရရအားနည်းမှုတွေကိုမြင်တွေ့ခဲ့ရတာပါ။ ပမာပိုင်းပွဲချိန်တွင်းမှာလည်းဘာမှမမြင်ရရလှုပ်ပြနိုင်ခြင်းမရှိတဲ့ဦးမျိုးလိုက်ဝင်းရဲ့တပည့်တိုက်ကတော့လက်ရှိချိန်မှာရှုံးမွေးကြုံတွေ့တွားရပြီဖြစ်ပါလေ။စီးရီးယားအသင်းဟာဘလို့အသင်းလဲဆိုတာကျွန်တော်အားလုံးကောင်းကောင်းသတိထားမိပါလေ။ကျွန်တော်ရှေ့စီစဉ်နေမှာတင်ဆက်ပေးခဲ့သလိုပါပဲ။အုပ်စုတွေမှာအဓိကထားရှိမြင်ရမယ့်အသင်းဟာစီးရီးယားတသိန်းနဲ့ရှိပါလေ။တော်တော်လေးဆွေးရတဲ့ရလက်ထွက်ပေါ်ခဲ့တဲ့အတွက်ကတော့တကယ်ကိုစိတ်မကောင်းစရာပါပဲ။ဒါပေမဲ့လည်းဦးမျိုးလိုက်ဝင်းနဲ့ဘယ်ရီကတော့အကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတာတော့မြင်တွေ့ရပါလေ။ တပတ်ကစီးရီးယားအသင်းကလည်းအင်အားကြီးအသင်းတသင်းဖြစ်နေတယ်။မာလီသည်မြို့သားအသင်းရဲ့ကစားကွက်ကိုထိန်းချုပ်ကစားသွားတာကလည်းလိုလီသည်မရှိအောင်တကယ်ကိုကောင်းမွန်ခဲ့ပါလေ။စီးရီးယားအသင်းကတော့သူတို့အားသာတဲ့အမြင်မော်ရီပြီးတော့ကွင်းလယ်ကနေလန်ကန်တဲ့ပုံစံတွေကိုမြင်တွေ့ခဲ့ရပြီးတော့ဦးဂျင်းစွမ်းရည်တွေမှာစီးရီးယားအသင်းဟာဆဆရရအသာယူပိုပြသွားတာဖြစ်ပါလေ။ ပရပိုင်းပွဲချင်းစောပိုင်းတွေကမြန်မာလူကြီးတွေမျိုးသားအသိမက်ကိုအချိန်ချင်းကာကထူပေါက်တိုက်စစ်ဆင်မှုတွေနဲ့ကိုယ်ရရင်ရတော့တွေးမယ်ဆိုတဲ့စီးရီးယားအသိရဲ့ပုံစံကတော့အလုတ်ဖြစ်ခဲ့တယ်လို့ပြောရမှာဖြစ်ပါလေလက်ရှိမြင်ကွင်းမှာတော့မြန်မာလူကြီးတွေမျိုးသားအသိကြီးကတော့အာရှပလတ်ခြေစပွဲအောင်မြင်နိုင်မှုလာမယ့်ဇလီရဲ့နေ့မှာရှင်မြိုင်သွားမယ့်စီးရီးယားအသိကိုအိမ်ကွင်းမှာကျင်းပသွားမယ့်ပွဲစဉ်မှာတော့မပြတ်မနေကိုပြတ်နိုင်မှုပေါ်ဆောင်သွားနိုင်မှုလည်းလိုအပ်နေပြီဖြစ်ပါလေ ီးယားပိုင်းပြန်လဲစတင်ချိန်မှာလဲဆီးရီးယားအသင်းဘက်ကပဲမြန်မာလီဗီသင်မျိုးသားအသင်းဘက်ကိုအချင်းချင်းကာကာထိုးပေါက်တိုက်စစ်ဆင်မှုတွေနဲ့တင်းကိုတွေရရှိဖို့ကြိုးစားလာခဲ့တဲ့အမြင်တွေကိုမြင်တွေ့ရပါတယ်။မြန်မာလီဗီသင်မျိုးသားအသင်းကတော့အဓိကသားမတွေဖြစ်တဲ့နောက်တန်းသားမတရားတောင်းကွင်းလင်သားမဝင်လင်းအောင်နဲ့မြန်မာလီဗီသင်မျိုးသားအသင်းရဲ့တောင်းမန်တိုက်စစ်သားမကြီးမောင်မောင်လင်းတို့ကတရားပြဿနာနဲ့လွဲချုပ်ခဲ့ရတာလဲတော်တော်လေးအထိနာခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။ လူသုံးတက်ဆုံပါဝင်လာခြင်းမရှိတဲ့မြန်မာလူမျိုးစင်မျိုးသားအသင်းကတော့လက်ရှိချိန်မှာအကောင်းဆုံးပုံစံတရားပြသနိုင်မှုဝေးကွာသွားပြီးတော့စီးရီးယားသင်းဂိုးပြတ်ချိန်မုံချင်းကိုခံလိုက်ရပါတယ်။လာမယ့်အင်ဂွင်းပွဲစဉ်မှာကိုယ့်ရဲ့ပြိသက်အင်အားနဲ့ဘလောက်တိပြန်လဲခြေပါပြီးတော့အနိုင်ရလက်ဖော်ဆောင်သွားနိုင်မလဲဆိုတာကလည်းအင်တန်စိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါတယ်။လက်ရှိမြင်ဝင်ရှုံးမွေးတဲ့ပတ်သက်ပြီးလို့တော့နီးပြချုပ်ဦးမြင့်လိုင်ဝင်ကအခုလိုမျိုးတုံ့တက်ခဲ့ပါဗျာ ကျွန်တော်တို့အကောင်းဆုံးရှင်မြိုင်ခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်ကစီးရီးယားအသင်းဟာတော်တော်လေးကောမွန်တဲ့ပုံစံကောင်းနေပြသနိုင်ခဲ့တယ်ကျွန်တော်တို့ရဲ့အမားတွေအများကြီးရှိတယ်ဆိုတာလည်းမြင်တွေ့ခဲ့ရပါတယ်ဒီပွဲစဉ်မှာငါးမတွေအားလုံးအနေငယ်စိတ်လုံးမှုတွေနဲ့အမှားမှန်ရင်ပြမှုတွေကိုလည်းမြင်တွေ့ရပါတယ်ဒါမဲ့ရှင်မြိုင်သွားရမယ့်အင်ဝင်ပွဲစဉ်မှာတော့အမှားယုံခံမှာမဟုတ်ဘဲနဲ့နိုင်မွေးတပွဲပေါ်ဆောင်သွားနိုင်ဖို့အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပါတယ်ပရိသတ်တွေကွင်းထဲထိလာရောက်အားပေးမယ့်လူလေးမျော်လင့်နဲ့ဆိုပြီးတော့နီးပြချုပ်ဦးမျိုးလိုက်ဝင်းကတုံးသက်ပြောဆိုပေးသွားခဲ့ပါတယ် ပြည်သက်ချိုးကလည်းမြန်မာလူမျိုးစိမျိုးသားအသင်းကြီးဟာလက်ရှိအချိန်မှာစီးရီးယားအသင်းကိုရှုံးတာလက်ခံလို့ရပါတယ်ကိုပြတ်မရှုံးရင်တော့ပုံမူကောင်းမွန်တဲ့ပွဲတစ်ပွဲကိုကျွန်တော်တို့အိမ်ငွေပွဲစဉ်မှာပြန်လည်ကြည့်ရမှာဖြစ်တယ်လို့မျှော်လင့်ထားပေမဲ့လက်ရှိအချိန်မှာကတော့အုပ်စုတက်ဖို့ရေခြေစပွဲအောင်မြင်မှုရေအနေနဲ့ဝေကွာသွားပြီလို့လည်းပြည်သက်ချိုးကတုံးတက်ပြောဆိုပေးသွားခဲ့ပါတယ်။ လက်ရှိမြင်ကွင်းမှာတော့မြန်မာလေပြည်သည့်မြို့သားအသင်းကြီးတွေနဲ့စီးရီးယားအသင်းကိုအိမ်ကွင်းမှာလက်ခံရှင်မြန်ကစားတော့ရမယ်။ကျန်တဲ့နှစ်ပွဲကိုတော့ဝေကွင်းပွဲစဉ်တွေတောင်းလျှောက်ရှင်မြန်မှာဖြစ်တွေ့တဲ့မြန်မာလေပြည်သည့်မြို့သားအသင်းအာရှပလချစ်စပွဲအိမ်မက်ကလက်ရှိအချိန်မှာစီးရီးယားအသင်းရဲ့ပွဲတွေမှာမဖြစ်မနေနိုင်မွေးရရှိအောင်ဖော်ဆောင်ရမယ်။နောက်ထပ်ကြံရှိတဲ့ဝေကွင်းပွဲစဉ်နှစ်ပွဲမှာလည်းဂိုးပြတ်နိုင်မွေးတွေဖော်ဆောင်နိုင်ရင်တော့ချစ်စပွဲအောင်မြင်နိုင်မှုအခွင့်အလမ်းတွေပြန်လည်ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။